စကိုင်းမြို့အနီးကိုဗဟိုပြုပြီးအင်အား9.9ရှိအင်အားပြင်းငလင်လောက်ခတ်ခဲ့တာကြောင့်နိုင်ငံတော်မှလူပေါင်း144ယောက်တေဆုံးပြီးတေဆုံးသူတွေထပ်တိုးလာနိုင်ခြေရှိသေးတယ်လို့မတ်လ28ရက်နေ့ညပိုင်းမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကထုတ်ပြန်ပြောဆိုသွားပါတယ်။ငလင်ကြောင့်တေဆုံးမှုတွေထဲမှာနေပြည်တော်ကောင်စီမှ66ယောက်နဲ့အများဆုံးဖြစ်ပါတယ်။ ဆက်လက်ပြီးတော့သခိုင်းမြို့မှာ16ရောက်ကြောက်ဆယ်မြို့မှာအယောက်30နဲ့ငလင်ကြောင်စုစုပေါင်းလူ144ယောက်တိုက်ဆုံပြီးထိခိုက်ဒဏ်ရာရသူပေါင်း932ယောက်ရှိတယ်လို့ဆိုပါတယ်။ဒါအပြင်မတ်လ31ရက်နေ့မှာအိန္ဒိယနိုင်ငံကလိုအပ်တဲ့အကူအညီတွေပေးလာမှာဖြစ်ပြီးနိုင်ငံတကာအကူအညီတွေကိုလည်းလမ်းဖွင့်ထားတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ငလင်ပြင်းထန်ခဲ့တဲ့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာနောက်ဆက်တွဲငလင်ကိုစိုးရိမ်နေတဲ့ဒေသခံတွေဟာနေအိမ်တွေကိုပြန်လည်မနေထိုင်ကြဘဲပြောင်းရွှေ့တာဘေးလွတ်ရာစတင်ကြောင်းနဲ့ ုံးတော်ကြီးအကြောင်းတွေမှာခုံလုံနေကြတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်ထိခိုက်ပျက်စီးမှုများခဲ့တဲ့မန္တလေးမြို့မှာလည်းထိခိုက်ဒဏ်ရာရတဲ့လူနာတွေမန္တလေးစစ်ရုံကြီးမှာပုံနေပြီးကုသဖို့အလဲကျဆောင်ဆိုင်နေရတယ်လို့မန္တလေးမြို့ကန်တွေကပြောပါတယ်။စကိုင်းမြို့အနီးကိုဗဟုပြုပြီးလှုပ်ခတ်ခဲ့တဲ့ပြင်းအားရက်ချာစကေခုနှစ်သမာခုနှစ်ရှိငလင်ဟာနှစ်ပေါင်း100ကျော်အတွင်းအပြင်းထန်ဆုံးငလင်ဖြစ်ပြီးနောက်ဆက်တွဲငလင်တွေဆက်လာနိုင်တယ်လို့ မြန်မာနိုင်ငံမြင်းငလင်းကော်မတီအတွင်းရင်းမှုတာဝန်ထမ်းဆောင်ခဲ့ပုသူအမျိုးသားညီညွတ်အစိုးရလျက်စင်းတဲ့အစွမ်းဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးစိုးသူရာထွန်းကလည်း DPP ရဲ့မေးမြန်းချက်ကိုပြန်လည်သုံးသပ်ပြောဆိုထားပါတယ်ခင်ဗျာ။